LGBT ပါလို့ဟာသဘောကောင်းတဲ့ချစ်ဖို့ကောင်းတဲ့ LGBT အကိုကြီးပါလို့ငိမ့်လို့ခေါ်ပါတယ်လို့ဒါသူတို့ဆိုလို့ရှိရင်လည်းအဲ့ဒီ post ကိုတွေ့တွေ့ချင်းမှာအရန်ကိုပေါ့တော့သဘောကျပြီးတော့ရည်လဲရည်ရခဲ့တာပါလို့ဒါသူပုံစံကလည်းမှန်တမ်းပြောရင်ချောရဲချောပြီးတော့ဟာယောက်ျားလေးလိုပဲပေါ့တော့မသိလို့ရှိရင်အဲ့လိုညိုဆက်ဆိုင်နေတဲ့ညိုရောထဲမှာပါတော့တင်ထားလိုက်တဲ့အခါမှာအကုန်လုံးကဒါထင်ဝါကြတာပေါ့တော့မသိတဲ့သူတွေကအဲ့လိုမျိုးဟဲ့ကိုယ့်ရဲ့ရည်စားလားရည်စားလားဆိုသူတို့သူတို့ထင်ဝါကြတာပေါ့နော် ါကန်ကန်နေဘူးပေါ့နော်ဒီ KBU လို့လို့ကြီးကမမဆင်ရနေပြီးတော့ဖိတ်ကြရဖြစ်တဲ့အတွက်ကြောင့် live ဖြစ်တာပါရှင်ဟုတ်ကဲ့ဟုတ်သူရဲ့နဲ့မှာမရှိလားကိုကြီးပေးပါနော် ခွေးရဲ့ဒါတော်တော်ကြာမှပြန်ကြည့်ရတဲ့ဇလန်မျိုးလေးဆိုတော့စိတ်ဝင်စားတယ်။အာဒီဇလန်ထဲမှာဆိုလို့ရှိရင်လည်းမဘူးဘလိုမျိုးလေးတရုတ်ဆောင်ထားမလဲဆိုတာမျိုးလေးတွေကိုဘလိုလက်ချက်ဖို့ကောင်းလိမ့်မလဲဆိုတာပေါ့နော်အရေးကြီးချင်နေပါပြီလို့ဟုတ်ကဲ့ဟုတ်။အဲမကွေးရဲ့ဖန်ပါပဲအပွေးကားရဲ့ဆိုလို့ရှိရင်ကွေးတာတက္ကသိုလ်ရွယ်တုန်းကကြီးထားခဲ့ရတာရယ်ဆိုတော့မကွေးရဲ့ fashion ရောသူ့ရဲ့ပုံစံမျိုးလေးတွေကိုသဘောကျခဲ့ရတာပါဟုတ်အဓိကမကွေးရဲ့ fashion ဘိုင်းနဲ့ပတ်သက်ပြီးတော့ပုံပြီးသဘောကျရပါတော့အငယ်တုန်းကဆိုရင်ကွေးဒီတက္ကသိုလ်တက်တဲ့အရွယ်တုန်းကဆိုရင်ကြီးရတာမျိုးတွေကမကွေးရဲ့ hairstyle တွေကအမြဲပေါ့နော်သူများန ်းလည်းမတူဘူးဘူးတဲ့ပုံစာပုံတွေကဟိုသဘင်ဆိုလို့ရှိရင်လည်းညှက်ချရဲတယ်သူလုံရဲခိုင်ရဲပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေကိုကြည့်ပြီးတော့သဘောကျလာတာပေါ့နော်ဟုတ်ကဲ့ပေါ့သူချစ်နင်မဖြစ်သွားလဲနင်မဖြစ်သွားတယ်လဲဘာမှမဖြစ်ပါဘူးကတော့ကတော့ easy ပါလည်းတော့လောကတော့ဒီသူတို့ရိုက်ထားပြီးသားပေါ့နော်ပြိုးရင်ဆိုရဲចောင်းသားကားလေးကခုမဟာ application မှာပြနေပါပြီလို့ပြောချက်ပါတယ်အဲ့ကားလေးကိုလည်းအပေးကြပါဦးပေါ့နော်ဒါမဟာမှာပြည်သက်ကြီးကကြည့်နေကြမဟုတ်တဲ့တာပို့ပို့ပါပါပေါ့နော်ចောင်းသား fancy ကားမျိုးလေးကိုကြည့်ရမှာပါလို့ဟုတ်ကဲ့ဟုတ် အမှန်ဟုတ်လားဆယ်တန်းចောင်းသူလေးအနေနဲ့တွေ့ရမှာပေါ့เนาะအဲဆယ်တန်းចောင်းသူနည်းနည်းဘယ်လိုမလဲဆက်ဆက်ထိမခံកောင်းပါလေးပေါ့เนาะတခုခုဆိုလို့ရှိရင်ဒါနည်းနည်းဆွာရယ်ရန်နေရန်ဖြစ်တတ်တယ်အာနည်းနည်းသူ့မှာမတီးရဲ့တိမ်ငယ်စိတ်ကလေးကလည်းရှိနေရဲ့កောင်းပါလေးတယောက်အနေနဲ့တွေ့ရမှာပါဟိုပြီးတော့ចောင်းသားဟိုចောင်းသူចောင်းသားဆက်ဆိုတော့နည်းနည်းကိုယ်မှလည်းဝင်များတယ်အဖြူစိမ်းကိုဝစ်လိုက်ရပြီဆိုတာနဲ့ဟိုကိုရီငငယ်တုန်းကဘယ်လိုပုံစံမျိုးចောင်းသူအနေနဲ့နေခဲ့ကြလဲအာဒီចောင်းသူဘုဆုံးမှာတန်ဖိုးထားရောပါပေါ့เนาะအဲ့ဒါလေ းတွေဟာအစားပေါ်တေချာလိုက်ကြည့်ပြီးရတော့ပြင်ဆင်ထားပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒီမှာရောအဲ့လိုပုံစံမျိုးပဲလားကာရိုက်တာလေးနဲ့အပြင်နဲ့ချက်ပေါ်ကြတယ်အာတဝက်တူတယ်တဝက်မတူဘူးပေါ့နော်အဲ့လိုပြောလို့ရတာပေါ့အဲဒီကျောင်းကိုရေးဆယ်နဲ့ကျောင်းနဲ့တောင်းဆိုလို့ရှိရင်တော့နည်းနည်းလေးအေးရဲထဲမှာပါတယ်အေးပေမဲ့လည်းဟိုနည်းနည်းလေးတွတ်တာပေါ့နော်ဘလိုမျိုးအရန်ကြီးတွတ်တက်လက်ထဲရလည်းမဟုတ်ဘူးစာဆိုလို့ရှိရင်လည်းပုံမှန်ပဲအရန်ကြီးထူးထွန်ပြီးတော့တော်နေရတယ်မဟုတ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးပါပဲရှင်ဟုတ်ကဲ့ဟုတ်အခုပေါ့အခုဆိုရရင်ညီမလေးကိုဒါ live မှာလေးရှင် ေးတာလေးရှိတာကိုပါလေးကိုချစ်ချစ်ကဆိုပြီးတော့လေးကိုမိကဲပါလေးအဲ့ဒါပြောပြောအခါကြီးအဲမသိရလူတွေကတော့ကွာအဲ့တော့တကယ်ချစ်တာချာအမလို့တင်တာပါမလို့တင်တာမလားအစားရပါ အဲ့ဟာလေ LGBT ပါလို့ဟာသဘောကောင်းတဲ့ချစ်ဖို့ကောင်းတဲ့ LGBT အကိုကြီးပါလို့ငိမ့်လို့ခေါ်ပါတယ်လို့ဒါသူတို့ဆိုလို့ရှိရင်လည်းအဲ့ post ကိုတွေ့တွေ့ချင်းမှာအရန်ကိုပေါ့နော်သဘောကျပြီးတော့ရည်လဲရည်ရခဲ့တာပါလို့ဒါဟိုသူတငယ်ချင်းတွေဆိုလို့ရှိရင်လည်းဟိုတော့ comment တွေမှာဝင်ပြီးတော့နှောက်ပြီးတော့ရေးထားကြတာပြီးပေါ့နော်အများကြီးပဲအဲ့ comment တွေကို like ဖက်ပြီးတော့ တနေ့လုံးထိုင်ပြီးတော့ရည်နေရတာပေါ့နော်သူဆိုဒီမှာလဲရှင်းနေရဲဆိုပြီးတော့ပြောရပါတော့တကယ်တော့ LGBT ပါလို့ Okay ဟုတ်သူကပုံမှန်ဆိုလို့ရှိရင်တော့အကောင့်ကို friend only သုံးပြနေတာအများကြီးအဲ့ဒီနေရာမှာဖြစ်ချင်တော့တခြားအလုပ်ကိစ္စလေးလည်းရှိတော့အာဒီ my day post ကို public နဲ့သုံးလိုက်မိရပါဘောလေအဲ့ဒီမှာသူနဲ့တင်ထားတဲ့ပုံလေးကလည်းပြည်သက်တွေကတော်တော်များမြင်ွားလိုက်ကြမြင်ွားပြီးတော့သူ့ပုံစံကလည်းမနိုင်ပြောရင်ချောရဲချောပြီးတော့ယောက်ျားလေးလိုပဲပေါ့နော်မသိလို့ရှိရင်အဲ့လို အညိုဆက်ဆိုင်နေတဲ့ညိုရောထဲမှာပါတော့တင်ထားလိုက်တဲ့အခါမှာအကုန်လုံးကဒါထင်ွားကြတာပေါ့နော်မသိရတဲ့သူတွေကအဲ့လိုမျိုးဟဲ့ကိုယ့်ရဲ့ရီးစားလားရီးစားလားဆိုသူရောသူရောထင်ွားကြတာပေါ့နော်ဟုတ်ကဲ့ဟုတ်တို့ကတော့ဒါရီရရဲပဲပေါ့နော်ဒါပိတ်သက်ကြီးကိုဒါတို့အမောပြေအောင်ပဲပေါ့နော်ဒါဟာတာအနေနဲ့ပဲတို့ကပြောပြပေးလိုက်တယ်လို့ပဲထင်ပါရဲ့ရှင်ဟုတ် ကဲ့ပါပြိသက်တီရှင်ဒီကန်ကော်နီစကားလေးကိုပေါ့နော်အာလာပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ပြိသက်အတိုက်တွေမဲ့စကားလေးတစ်ခုဖြစ်မယ်လို့တူတူကတော့ထင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်